အလုံးအလုံးဝမင်္ဂလာပါဗျ JDS channel မှာຫນွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါနဲ့ပရိသတ်တွေမျော်လင့်နေကြတဲ့ UMC ထွေးတူတူပြန်ပွဲကြီးကတော့ဂျင်းပ PC တွားခဲ့ပါပြီဒီနေ့မှာတော့ UMC ထွေးတူတူရဲ့ main cat တွဲဆိုင်တွေအကြောင်းနဲ့ဝက်ပြီးအခြေအနေတွေကိုတုံ့တက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘနေဒါရုရှ်နဲ့ဘီနွေဆန်ဒန်နစ်တွဲဆိုင်တို့ကိုအရင်ဦးဆုံးအနေနဲ့တွားကြရလိုက်အောင်ပါ UMC ထွေးတူတူပြိုင်ပွဲကြီးရဲ့ main cap ပထမဆုံးပွဲစဉ်ဖြစ်တဲ့ Benita Rush နဲ့ Binway Saint Dennis တို့ရဲ့တွေ့ဆုံကတော့ပထမအချီ16 second ထင်းနဲ့တင်ပွဲကပြတ်သွားခဲ့ပါလေ။တပါရပူတာတဲ့ Benita Rush နဲ့ပါဝါတမား Binway Saint Dennis တို့ရဲ့ပွဲကထင်ထားသလိုတော့အကျိတ်နဲ့ရှိတဲ့တွေ့ဆိုင်သဆိုင်မဖြစ်ခဲ့ပါဘူး။ဒါကလည်းပြောရမယ်ဆိုရင်တော့ Binita Rush အနေနဲ့စိတ်လုံးသွားတဲ့အပိုင်းတွေရှိခဲ့တာကြောင့်လို့ပြောလို့ရပါတယ်။ ပွဲအစပိုင်းမှာဘီနေဒါရုရှရဲ့လူကစ်ကြောင့်ဘီနွီစိတ်ဒန်းနဲ့အနေနဲ့ရင်ထွက်သွားပြီးဟန်ချက်ပြတ်သွားတဲ့အနေအထားမျိုးမှာဘီနေဒါရုရှကအတင်းဝင်ထိုးဖို့လုပ်ခဲ့တာပါ။ဒါပေမဲ့လည်းမြေပြင်ပေါ်အထိမကျသွားသေးဘဲနဲ့ကလစ်အနေအထားမှာရှိနေတဲ့အချိန်မှာတော့ဘီနွီစိတ်ဒန်းနဲ့ရဲ့ဘယ်ဝိုက်တစ်ချက်ထင်းနဲ့တခါတိုင်းကိုမောက်သွားခဲ့ရပါတယ်။မောက်သွားတဲ့ပုံစံကလည်းတတိလစ်ပြီးကျသွားတဲ့ပုံစံမျိုးဖြစ်နေလို့ဂျိုးဝိုင်းတိုင်းဟက်ဒင်းကား ီနွေစိန်တန်းနစ်ကို ground ဖောက်မှထုထောင်ခွင့်မပေးတော့ဘဲချက်ချင်းပွဲရက်ပြစ်လိုက်ရတာဖြစ်ပါတယ်။ပွဲရက်လိုက်တာကြောင့်ဘီနိဒါရုရှ်ဘက်ကဇောဒကတက်ချင်တဲ့ပုံစံမျိုးလည်းရှိခဲ့ပါတယ်။ရုပ်တံအနည်းပြကွက်အရာပြင်ကြည့်လိုက်မယ်ဆိုရင်တော့ဂျိုးဝိုင်းတိုင်းဟက်ဒင်းပွဲရက်လိုက်တာကတော့မန်ကန်နေလို့ပြောလို့ရမှာဖြစ်ပါတယ်။ဘီနိဒါရုရှ်ဟာမောက်လျက်ပုံစံမျိုးနဲ့နော့ဒေါင်ကျသွားခဲ့တာဖြစ်ပြီးတော့ဆက်ထိုးခွင့်ပြုလိုက်မယ်ဆိုရင်တော့သူ့အတွက်အန်ဒီယန်များသွားနိုင်ပါတယ်။ နောက်ဆုံးမှာတော့ဘီနီဒါရုရှ်အနေနဲ့လည်းဂျိုဝိုင်းဒန်ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံလိုက်ရပုံရပြီးတော့အနိုင်ရရှိသွားတဲ့ဘီနိန်စိန်ဒန်နစ်ကိုလည်းဂုံပြုတ်ပေးသွားခဲ့ပါလိမ့် UFC ရဲ့ main card ကောင်းစဉ်အောက်ကပွဲတွေမှာဆိုရင်တော့ယခုလိုမျိုး second ဘိုင်းနဲ့ပွဲပြတ်တဲ့ပွဲတွေကမြင်ရခဲ့တတ်ပါလိမ့်ဒီလိုပွဲပြတ်သွားရတာဟာဆိုရင်လည်းဘီနီဒါရုရှ်ရဲ့စိတ်လောသွားခဲ့ရတဲ့အချက်နဲ့တပကဘီနွေစိန်ဒန်နစ်ကလည်းပါဝါအပြင်းတဲ့ဖိုက်တာဖြစ်နေတာကြောင့်လို့ပြောလို့ရပါတယ် ဗီနီဒါရုရှ်ကိုအလဲထိုးအနိုင်ယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဗီနွေစိန်ဒန်နက်စ်ကခပ်ပတ်ပုံစံလုပ်ပြီးတော့အောင်ပွင့်ခံသွားခဲ့ပါတယ်။ဒါကသူ့အနေနဲ့ခပ်ပတ်လူခွင့်အတွက်တောင်းဆိုလိုက်တဲ့သဘောမျိုးလင်းဖြစ်ပါတယ်။ဒါပေမဲ့အဆင့်73နေရာကဖြစ်ပြီးတော့ခပ်ပတ်လူခွင့်တောင်းတယ်ဆိုတာကောင်းလင်းစောလွန်သေးတယ်လို့မြင်မိပါတယ်။ဒီနိုင်ပွဲကြောင့်ပဲသူက lightweight တန်းရဲ့ ranking ထော့တန်းသေးကိုပြင်ပြီးဝင်လာနိုင်အောင်မှဖြစ်ပြီးတော့ ခပတ်လူခွင့်အတွက်ဆိုရင်တော့နောက်ထပ်နိုင်ပွဲတွေဆက်ပြီးယူပြရအောင်မှာဖြစ်ပါတယ်။ပွဲပြီးအင်တာဗျူးမှာတော့ဘီနွေစိန်ဒန်နစ်ကတို့အနေနဲ့ lightweight champion ခပတ်ရော BMF champion ခပတ်ကိုပါမျက်စိကျနေတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ lightweight တန်းလို fighter တွေပေါ်များနေတဲ့ weight တန်းမှာဆိုရင်တော့ champion ဖြစ်ဖို့ဆိုတာကသိပြီးမလွဲကူလှပါဘူး။ဒါပေမဲ့လင်းဘီနွေစိန်ဒန်နစ်အနေနဲ့ဘလောက်ထိလောက်ပြသွားနိုင်အောင်မလဲဆိုတာကတော့ ကျွန်တော်တို့ပြည်သက်တွေအနေနဲ့စောင့်ကြည့်သွားဖို့လိုအပ်နေပါနဲ့နောက်ထပ်သွဲဆိုင်အနေနဲ့ Leon Edwards နဲ့ Carlos Prandis တို့ရဲ့သွဲဆိုင်ကိုတွောင်းကြရအောင်ပါ UFC ထွေးတူတူပြိုင်ပွဲရဲ့ကောင်းပွဲကဝေဒဝိတ်ချန်ပီယံလူပွဲဖြစ်တယ်လို့ main gate ထဲမှာဆိုရင်လဲဝေဒဝိတ်တန်ကပွဲချန်တွေကလည်းနေရာယူထားပါတယ်ဒီထဲမှာဆိုရင်တော့ဝေဒဝိတ်ချန်ပီယံဟောင်းဂျီ Leon Edwards နဲ့ Carlos Prandis တို့ရဲ့သွဲဆိုင်ကလည်းပါဝင်နေခဲ့ပါတယ်နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့တဲ့ချန်ပီယံဟောင်းဂျီ လင်ယွန်အဝက်စ်ကတော့ဒီပွဲမှာဆိုရင်လင်းဒုတိယအချိန်မှာပဲအလဲထိုးခံလိုက်ရပြီးတော့၃ပွဲဆက်တိုက်ကိုရှုံးပွင်းကြုံတွေ့သွားခဲ့ရပါတယ်။ Carlo Pratti အနေနဲ့ကတော့ပြီးခဲ့တဲ့ April လမှာ Iron Gary ကိုရှုံးနိုင်ခဲ့ရပြီးတဲ့နောက်မှာတော့၅ပွဲဆက်တိုက်ကိုပြန်ပြီးတော့မှနိုင်ပွဲရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကာလိုပရဒီအတွက် UFC မှာ6ပွဲမြောက်9ပွဲလင်းဖြစ်လာခဲ့ပြီးတော့6ပွဲစလုံးကိုလည်းအလဲထိုးနဲ့နိုင်ထားခဲ့တာပါ ပရမချီအစပိုင်းမှာတော့နယ်အောင်စလုံးကစတန်ဖိုင်မှာရှင်ထူးခဲ့ကြပါတယ်။သူအာတန်တဲ့အပိုင်းဖြစ်လို့ကာလုစ်ပရဒီစ်ကလည်းတိုက်စစ်ဖွင့်ထိုးထိုးတက်ခဲ့ပြီးတော့လီယွန်အဝတ်စ်ကတော့ကောင်တာကစားသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပထမချီမှာတော့လီယွန်အဝတ်စ်ကပဲထိတ်တောင်ရယူသွားနိုင်ခဲ့ပြီးတော့ဘက်ပိုဇီရှင်မှာရယူသွားနိုင်ခဲ့ပါသေးတယ်။လီယွန်အဝတ်စ်အနေနဲ့ရီယန်နဂက်ချုပ်ရယူဖို့ကြိုးစားခဲ့တယ်ဆိုပေမဲ့လည်းကာလုစ်ပရဒီစ်ကကောင်ကွယ်နေခဲ့ရပြီးတော့ အချိန်တွေအရလဲပထမအချီကပြည့်သွားခဲ့တာကြောင့်တတရာရောက်ရှိသွားခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ပထမအချီမှာကတော့တူမတာကုမတာအနေထားမျိုးဖြစ်ခဲ့ပြီး Star 5ပိုင်းမှာတော့ Carlo Prodi ကတာခဲ့ပါတယ်ညီပြင်ပိုင်းမှာတော့ back position ကိုရယူနိုင်ခဲ့ပြီး submission attempt လုပ်နိုင်ခဲ့တဲ့ Leon Awad ကတာခဲ့ပါတယ်ကျွန်တော်ရဲ့အမြင်အရကိုအမှတ်ပေးရမယ်ဆိုရင်တော့ချုပ်ကွက်ပုံဖော်ဖို့အထိ ရောက်ရှိနိုင်ခဲ့တဲ့ Leon Awad ကိုပထမအချီမှာ 10 9နဲ့အတာပေးချင်ပါတယ်ဒုတိယချင်မှာတော့ Stanford ပိုင်းမှာဆက်လက်အပြိုင်ခဲ့ကြပြီး Carlo Prodis အနေနဲ့ကလည်း chicken ချက်တွေပူပြီးတုံးလာခဲ့ပါတယ်ဒီလိုနဲ့ဆိုင်ထိုးပြိုင်ထိုးကြရင် Carlo Prodis ရဲ့ဘယ်ဖြောင့်က Leon Edwards ကိုဒဲ့ထိသွားခဲ့ပြီးတော့တတိပံလစ်သွားတဲ့ပုံစံမျိုးတွေဖြစ်သွားခဲ့ရပါတယ်ဒီလိုနဲ့ Carlo Prodis ကပဲဒုတိယချင်မှာအလဲထိုးနဲ့ချန်ပီယံဟောင်းကြီးဖြစ်တဲ့ Leon Edwards ကိုအနိုင်ယူပြသွားနိုင်ခဲ့တာဖြစ်ပါတယ် ခါလုပရဒီကန်လဲနိုင်ပွင့်အပြီးမှာချန်ပီယံခပ်ပတ်ပုံစံမျိုးလုတ်ပြသွားခဲ့ပါလေဒီနိုင်ပွင့်ကြောင့် ranking တက်လာဖို့ရှိနေတယ်ဆိုပေမဲ့လဲချန်ပီယံလူခွင့်ကတော့စောလွန်သေးတယ်လို့မြင်မိပါလေနောက်ထပ်တွဲဆိုင်အနေနဲ့ရှောင်းဘရတီနဲ့မိုက်ကယ်မိုရာလက်စ်တို့ရဲ့တွဲဆိုင်ကိုတွားကြရလိုက်အောင်ပါကောင်ပွဲတွေမရောက်ခင် UFC 322ပြိုင်ပွဲမှာ main card တွေရဲ့အစောပိုင်းပွဲစဉ်တွေထဲမှာဆိုရင်တော့အလဲထူးပွဲစဉ်တွေကိုမြင်တွေ့ခဲ့ရပါတယ် နောက်ထပ်ဝေဒဝိပွေးချန်တပွေးဖြစ်တဲ့ရှောင်းဘရတီနဲ့မိုက်ကယ်မူရာလတ်စ်တို့ရဲ့ပွဲစဉ်ဟာဆိုရင်လဲမိုက်ကယ်မူရာလတ်စ်ကပင်ပထမကြိမ်မာတဲ့အလေးထိုးနဲ့အနိုင်ယူပြသွားနိုင်ခဲ့ပါတယ်။မိုက်ကယ်မူရာလတ်စ်ကတော့ရှုံးပွင့်ရှိစံချိန်ကိုဆက်ထိန်သွားနိုင်ခဲ့ရင်းနဲ့ပဲ UFC မှာနိုင်ပွဲ9ပွဲအထိကိုရရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါကမိုက်ကယ်မူရာလတ်စ်အတွက် UFC ဖိုက်တာဘဝမှာအခက်အခဲဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ပြောလို့ရပါတယ်။ ါပေမဲ့လည်း Michael Morales အနေနဲ့ကတော့ပွဲကိုတတိငင်ငင်နဲ့ပဲချင်ကက်သွားနိုင်ခဲ့ပါလေ။အရမောင်းနဲ့ Rich အသာချက်ကြောင့် Michael Morales အနေနဲ့အကွာဝေးထိန်ကစားခဲ့ပြီးတော့ Champerity အတွက်လည်း ground ခေါ်ကစားဖို့အတွက်ခက်ခဲသွားခဲ့ရပါလေ။ပထမအချီ3မိနစ်ကျော်လောက်မှာပဲ Michael Morales က over right ထိအောင်ထိုးလိုက်နိုင်ပြီးတော့ Champerity ကို knock down ကျသွားစေခဲ့ပါလေ။ Michael Morales အနေနဲ့ကတော့ အချိန်ဆိုင်မလီပဲ ground pop မှာထုထောင်းပြီးတော့ Sean Brady ကိုပွဲသိမ်းလိုက်နိုင်တာဖြစ်ပါလိမ့်။ Weather Wade တဲ့ထိတ်တန်း Fighter Jin နှစ်ဦးထိတ်တိုက်တွေ့ကြတဲ့ပွဲမှာတော့ဘလူကခပက်လူခွင့်နဲ့ပူပြီးထိုက်တန်တလဲဆိုတာပြတ်တာတွန်းနိုင်ခဲ့တာလို့ပဲပြောရမှာဖြစ်ပါလိမ့်။ဒီနိုင်ပွဲကြောင့် Michael Morales အနေနဲ့ကတော့ Weather Wade တဲ့ ground pop fighter တွေထဲမှာရောက်ရှိလာတော့မှာဖြစ်ပြီးတော့ခပက်လူခွင့်နဲ့လည်းနီးစပ်လာတော့မှာဖြစ်ပါလိမ့်။ Michael Morales အနေနဲ့ကတော့ပွဲပြီးမှဆိုရင် ဒါနာဝိုက်ကိုခပ်ပတ်လူခွင့်ပေးဖို့အတွက်ချက်ချင်းတောင်းဆိုသွားခဲ့ပါတယ်။ Boss ရေကျွန်တော်ခပ်ပတ်လိုအပ်နေပါပြီ။ကျွန်တော်ဒီမဟုတ်ပါဘူး။ Equidor ကလူတွေအလုံးကလည်းမျောလင့်နေကြပါနဲ့။ Jean Brady က Wonder Wit တန်ပါ Blue Fighter မျိုးလဲဆိုတာအလုံးသိကြပါနဲ့။အခုကျွန်တော်သူ့ကိုအလဲထိုးပြနိုင်ခဲ့ပြီပါပြီ။ Britain တွေလည်းဒီပွဲကိုကြိုက်နဲ့တက်ကြလိမ့်မယ်လို့ထင်ပါတယ်ဆိုပြီး Michael Morales ကပြောဆိုသွားခဲ့ပါနဲ့။ UFC welterweight တန်းကလည်းလက်ရှိမှာ fighter count တွေပုံများနေပြီးတော့ဂျန်ဆိုင်မှုကလည်းတော်တော်လေးကိုပြင်းထန်နေပါလေ။ဒါကြောင့် Michael Morales အနေနဲ့ချက်ချင်းပဲ capacity ခုခွင့်ရရှိသွားနိုင်မလားဆိုတာကလည်းတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းလွန်နေပါလေ။နောက်ထပ်အနေနဲ့ UFC 322ကဒုတိယဂေါင်ပွဲချန်ပီယံခပ်ပတ်လူပွဲပွဲစဉ်တစ်ပွဲကိုတွားချရလိုက်အောင်ပါ။ဒုတိယဂေါင်ပွဲကတော့ Platinum Shinchenko နဲ့ Zhang Weili တို့ရဲ့အမျိုးသမီး Flyweight ချန်ပီယံလူပွဲပဲဖြစ်ပါလေ။ ဒီပွဲဟာဆိုရင်တော့ Strawweight တန်ကနေ Flyweight တန်ကိုတက်လာခဲ့တဲ့ဂျန်ဝီလီတယောက်ထင်ထားသလောက်အလုပ်မဖြစ်သွားခဲ့ရပါဘူး Fighter နေအောင်စလုံးချမှာအလုံးထင်နဲ့ခွန်အားပိုင်းကလည်းကွာဟချက်တွေရှိနေပြီးတော့တကလည်းပွဲအတွက်အဆုံးအဖြတ်ဖြစ်သွားခဲ့ရတယ်လို့ပြောလို့ရပါတယ်အလုံးထင်နဲ့ခွန်အားပိုင်းမမျှတာကြောင့်ဂျန်ဝီလီအတွက်လည်းခက်ခဲခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ထိတ်တောင်းတွေကလည်းဘလို့မှမကာကွယ်ပြတ်သွားနိုင်ခဲ့ပါဘူး ဒီပွဲစဉ်အတွက်ဗလန်တီနာရှက်ချန်ကိုကိုချီးကျူးရမှာဖြစ်ပါလေ။တို့အနေနဲ့သူပြင်ဆင်လာခဲ့တဲ့ဂိမ်းဘလန်ကလည်းမှန်ကန်ခဲ့တယ်လို့ပြောလို့ရမှာဖြစ်ပြီးတော့ထိတ်တောင်းတွေနဲ့ ground မှာ control time တွေရယူပြန်သွားနိုင်ခဲ့ပါလေ။ထိတ်တောင်းတွေယူနေခဲ့တဲ့ဆိုပေမဲ့လည်းဗလန်တီနာရှက်ချန်ကိုအနေနဲ့ချုပ်ကွက်နဲ့ပွဲသိမ်းဖို့ဆန္ဒရှိခဲ့ပုံမပေါ်ဘဲဆက်မရှင်အတက်မလဲတစ်ချိန်မှမလုတ်ပြသွားနိုင်ခဲ့ပါဘူး။ဗလန်တီနာရှက်ချန်ကိုရဲ့ထိတ်တောင်းတိုင်းလိုလိုကလည်းအောင်မြင်ခဲ့ပြီးတော့ မြေပြင်မှာဆိုရင်လည်းဝိတ်အသာစီးနဲ့ဖိထားခဲ့နိုင်တာကြောင့်ဂျန်ဝီလီအနေနဲ့ဘလူးမမယုံနိုင်ခဲ့ပါဘူး။ငါးချီစလုံးမှာဆိုရင်လည်းဘလက်တီနာရှက်ချန်ကိုအနေနဲ့ ground control time တွေအများအပြားရယူပြတ်သွားနိုင်ခဲ့တာကိုတွေ့မြင်ရပါတယ်။ဘလက်တီနာရှက်ချန်ကိုဟာ UFC မှာထိတ်တောင်းအကြိမ်ကြီး60ကျော်ရယူနိုင်ခဲ့တဲ့ပထမဆုံးအမျိုးသမီးဖိုင်တာဆိုတဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်ထားခဲ့ပါတယ်။နောက်တစ်ချက်ပြောစရာရှိတာက ဗလန်တီနာချန်ချန်ကိုရဲ့ body shot တွေပဲဖြစ်ပါလေ။ပထမအချိန်မှာကရင်က clinch အနီထားမှာဒူးတိုက်ချက်နဲ့ဇန်ဝေလီကိုတက်လုံးချွေနေခဲ့တဲ့ဗလန်တီနာချန်ချန်ကိုကနောက်ဆုံးအချိန်တွေမှာလည်း body shot တွေထပ်ပြီးတော့မှတုံသွားပြနိုင်ခဲ့ပါလေ။ငါးချီပြည့်တဲ့အထိတော့ဘွဲကအနိုင်ရှုံးမပေါ်ခဲ့ပဲနဲ့ငါးချီစလုံးကိုဘွဲကိုထိန်ချုပ်သွားနိုင်ခဲ့တဲ့ဒူးမကပဲ။ အမတ်အပြည့်အသက်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ဂျောင်းဝဲလီကတော့ throwy ခပ်ပတ်ကိုပါဆွတ်လုပ်ပြီး fly weight တန်းအထိတက်လာခဲ့တယ်ဆိုပေမဲ့လည်းအဆင်မပြေဖြစ်သွားခဲ့ရပါတယ်။ Valentina Shevchenko ကတော့သူမရဲ့ fly weight တန်းမှာပဲဆက်ပြီးတော့မီးမူနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီး Shevchenko အနေနဲ့ UFC pound for pound အကောင်ဆုံးအမျိုးသမီး fighter ဆိုတာကိုပါတက်တည်ပြသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဂျောင်းဝဲလီအနေနဲ့ throwy တန်းကိုပြင်ဆင်ပြီးတော့ခပ်ပတ်ပြင်ဆင်ခွန်မလား ဒါမှမဟုတ်ရင် flight week တက်မှာပင်ဆက်နေပြီးတော့ champion ဖြစ်အောင်ကြိုးစားသွားမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါလိမ့်။နောက်ဆုံးအနေနဲ့ UFC 322ကအဓိကကောင်ပွဲ champion ခပ်ပတ်လူပွဲပွဲစဉ်လေးကိုတွန်းကြရလိုက်အောင်ပါ။ UFC 322ရဲ့ပြိုင်ပွဲရဲ့ဒုတိယကောင်ပွဲနဲ့အဓိကကောင်ပွဲကတော့အခင်းချင်းတူညီခဲ့တယ်လို့ပြောလို့ရမှာဖြစ်ပါလိမ့်။ဂျန်ဝဲလီကခပ်ပတ်ကိုဆွန့်လွတ်ပြီးဝိတန်တက်ခဲ့တယ်လို့ ။အစ္စလာမ်ကချက်ကလည်းသူ့ရဲ့ lightweight ချန်ပီယံခက်ပကူပါဆွန့်လွတ်ပြီးတော့ဝေဒဝိတန်အထီကူပါတက်ပြီးစိန်ခေါ်ထိုးတက်သွားခဲ့ကြတာဖြစ်ပါလေ။ဘတူညီရာကတော့အမျိုးသမီးတွဲဆိုင်မှာ M Steven ကျန်ရှိနေခဲ့ပြီးတော့ JDM နဲ့ Islam Akachat သူ့ရဲ့ Welterweight Champion လူပွဲတွဲဆိုင်ကတော့ N News ဆိုပြီးမှဖြစ်သွားခဲ့ရပါတယ်။ Islam Akachat ကနှစ်ထပ်ကွန်ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ဆိုင်လာခဲ့ပါတယ်။ Dagestan Fighter တွေလုတ်ပြဖို့လိုအပ်နေခဲ့တဲ့နှစ်ထပ်ကွန်ချန်ပီယံဆိုတော့ အစ္စလာမ်ကချက်ကလုတ်ပြတ်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပွဲနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အစ္စလာမ်ကချက်ရဲ့နဗန်ပိုင်းကဒီပွဲအတွက်အပြည့်ပင်ဖြစ်သွားခဲ့ပါတယ်။တပွဲလုံးမှာအစ္စလာမ်ကချက်ကပဲထိတ်တောင်းချပြီးတော့ control time ယူပြတ်သွားနိုင်ခဲ့ပါတယ်။အစ္စလာမ်ကချက်ရဲ့ ground control time ကတပွဲလုံးမှာ16မိနစ်ကျော်အထိကိုရှိနေခဲ့တာလည်းဖြစ်ပါတယ်။ရှေ့ပွဲမှာတော့ဘလယ်မိုဟာမက်ရဲ့နဗန်ပိုင်းစံတက်မှုကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့တယ်ဆိုပေမဲ့ အစ္စလာမ်မှာခတ်ချက်လို့ထိတ်တန်းနဗန်းတမားတွေနဲ့တွေ့တဲ့အခါမှာတော့ဂျက်ဒလာမန်ဒလနာကလည်းဘာမှမတတ်နိုင်ခဲ့ပါဘူးဒီပွဲမှာတော့အစ္စလာမ်မှာခတ်ချက်ကအရင်ပွဲတွေကလောက်တော့စတန်ဖိုက်မကစားပြသွားခဲ့တာကို တွေ့ရပါတယ်ဒါကလည်းတပတ်က JDN ရဲ့ဘောက်ဆင်းစကီကိုရှိန်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ် ground မှာအစ္စလာမ်မှာခတ်ချက်ကပဲ top position ကနေဖိထားပြီးထုထောင်နိုင်ခဲ့တယ်လို့ submission attempt လုပ်တဲ့နေရာတွေလည်းရှိခဲ့ပါတယ် real နဲ့ကချို့ M triangle ချုပ်တွေလင်းပုံဖော်ခစ်သေးတယ်ဆိုပြီးမဲ့လေ GDM ကတော့ submission defense လုပ်ပြသွားနိုင်ခဲ့တာဖြစ်ပါလေဒါပေမဲ့ take down defense ပိုင်းကတော့လိုအပ်ချက်တွေရှိသွားခဲ့ရပြီးတော့ပွဲသိမ်းမခံရဘူးဆိုပြီးမဲ့အမှတ်နဲ့လုံးဝအပြတ်တက်ကိုရှုံနေသွားခဲ့ရတာဖြစ်ပါလေပွဲကတော့ပြိတက်အကြိုက်ပွဲမျိုးမဟုတ်ခဲ့ဘူးဆိုပြီးမဲ့လေအစ္စလာမခချက်ကိုဝီဖန်လို့လည်းမရပါဘူးစီးပောင်းအတွင်းကနေသူလှုပ်လို့ရတာတွေကို သူအာတန်တဲ့အပိုင်းတွေကိုလုတ်ပြသွားနိုင်ခဲ့တဲ့အတွက်ပဲဖြစ်ပါလေဝေတန်တက်လာတာကလည်းသူ့အတွက်အခက်ခဲရှိခဲ့ပုံမရပဲနဲ့ဝေတာဝိချန်ပီယံခပ်ပတ်ကိုပါတိမ့်ပိုက်သွားနိုင်ခဲ့ပြီဖြစ်ပါလေဟေဆလာမခချက်ကလိုက်ဝေချန်ပီယံဘွဲ့ကိုလွတ်လွတ်ထားခဲ့ရပြီးပြီဆိုပေမဲ့လည်းဝေပြီးမှတော့ချန်ပီယံခပ်ပတ်နှစ်ခုလုံးနဲ့အတူနှစ်ထပ်ကွမ်းချန်ပီယံအဖြစ်အောင်ပွင့်ခံသွားခဲ့ပါလေအစ္စလာမ်အနေနဲ့ဝေတာဝိချန်ပီယံဖြစ်လာပြီးတဲ့နောက် ဘာတွေဆက်ပြီးလုပ်ပြသွားအောင်မလဲပြည်သက်တွေကြည့်ချင်နေကြတဲ့မခချက်နဲ့အိလီယာတူပူရီယာရဲ့တွဲဆိုင်ကရောဖြစ်သွားနိုင်မလားဆိုတာကလည်းတကယ့်ကိုစိတ်ဝင်စားနဲ့ကျွန်တော်တို့ MMA ပြည်သက်တွေနားဆွင့်တောင်းဖို့လိုအပ်နေပါလိမ့်ဟုတ်ကဲ့ပါဒီကနေ့မှာတော့ UFC ထွေးတူတူပြိုင်ပွဲကြီးကအဓိကခေါင်းပွင့်ပွဲစဉ်ကောင်းတွေကိုစုစည်းတုံးတက်တင်ဆက်ပြီးသွားခဲ့တာပင်ဖြစ်ပါလိမ့်အဆုံးထိကြည့်ရှုအားပေးနေတဲ့ပြည်သက်တူတူချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ် ကျွန်တော်ကတော့စီစဉ်တင်ဆက်သူဂျိုးဆပ်ဖြစ်ပါတယ်အားလုံးပဲတန်ရာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။